အားသောဝါလာရှိညီကောင်မများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ23ရက်နေ့နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube TikTok Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ကေဖရောင်းတင်ဘုတ်ကိုတော့ breaking news တင်းနေမယ်ကျွန်တော်စားလိုက်အောင်ဒီသတင်းကတော့မနေ့ကည၈နာရီဝဲလောက်ကတက်လာတဲ့သတင်းပေါ့လေအဲ့ဒါကတော့ပေါ်တူဂီဘက်ကလာတဲ့သတင်းလည်းဖြစ်တာဖြစ်တဲ့အတွက်50-50ရာခိုင်နှုန်းပဲယုံကြည်ထားပြီးပါတည့်ရတိုင်းပဲပေါ်တူဂီဘက်မှာကနေလားညလားကစားသမားရောက်တော့မဲ့ပုံစံမျိုးတွေအများအားသတင်းထွက်တယ်ရိုမာနိုနဲ့အွန်စတိန်က AECC ပဲဒီကောင်တွေဘက်ကသတင်းက ွက်ချင်တိုင်းထွက်ပြီးရင်ဘာမှဖြစ်မလာတာတွေများတယ်အခုနောက်ဆုံးကြားထားတဲ့သတင်းတွေအရဆိုရင်တော့ဒီပေါ်တူဂီဘက်က follower 2000 2000ကျော်ရှိတဲ့ဒီသတင်းဌာနတစ်ခုကဖော်ပြထားပါဗောလေသူကတော့ mass football ဆိုတဲ့သတင်းဌာနပုံစံမျိုးပဲအဲ့ဒီ တင်းထဏာဖော်ပြထားကြရဆိုရင်တော့ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းမှာပီတာယော့ဂရက်ထက်စပိုတီနိုထံကိုကနက်ဦးအဖွင့်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်အပေါ်စုကြီးအပေါင်းမှာယူရိုတန်း60တန်းပတ်ကိန်းနဲ့ယော့ဂရက်ထက်အာဆင်နယ်တို့ကကမ်းလှမ်းမှုလုပ်ခဲ့တယ်ဒါပေမဲ့ဒီကမ်းလှမ်းမှုကိုတစ်ဖက်ကပယ်ချလိုက်တယ်လို့လည်းကြားသိရတယ်နိုင်ပိုင်းတွင်ပဲအဲ့တော့သူတို့ကတော့ယူရို80အထက်ကျမှပဲစဉ်းစားမယ်ဆိုပြီးအကြောင်းပြန်လိုက်တယ်လို့လည်းဖော်ပြထားပါဘူးလေ။အဲအကြောင်းဒါကြောင့်ဒီရပိုင်းတွင်မှာပဲအာဆင်တဲ့တာဝန်ရှိသူတွေနဲ့ယောဂရက်ကိုပိုင်တဲ့ ဒီ sporting တို့ကြားထဲမှာနောက်တစ်ချိန်ဆွနှမှုကမ်းလှမ်းမှုတွေထပ်ပြီးလှုပ်သွားနိုင်ချေရှေ့ဆိုပြီးတော့ဒီသတင်းဌာနကဖော်ပြထားတယ်။အမေရိကန်တော့လေ on stain တို့ romano တို့သတင်းဌာနရရတဲ့သတင်းလောက်သိဖီးမလာဘူးတာဖော်ပြရတာ။ဒါပေမဲ့လည်းကျွန်တော်ညီကိုတွေဟိုနောက်ဆုံးအာဆင်နယ်နဲ့ပတ်သက်တဲ့အနေအထားအသေးစိတ်လေးသိကျင်တာဖြစ်တဲ့အတွက်ဒါမျိုးကျွန်တော်တင်ဆက်ပေးတာပါ။သတင်းဆိုတော့အရင်ကြီးမခိုင်တော့ဘူး။အဲ့တော့50 50ရခိုင်နှုန်းပဲယုံကြည်ထားပြီပါ။ဟိုကိုလိုဂျီနဲ့ player ကြီးရဲ့တယောက်အထူးသဖြင့် Sasco နဲ့ယောဂရက်နှစ်ဦးကြီးကတူကိုကမ်းလိုက်တယ်ဆိုတဲ့သတင်းကတော့ပျော်ဖို့ကောင်းတယ်။ဒါပေမဲ့ ကန်လက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်တဲ့ဒီ channel ဒီဆိုတွေကသတင်းဌာနတွေကလည်းအရင်ယုံကြည်ရတဲ့အနေအထားမဟုတ်တာဖြစ်တဲ့အတွက်ဖြစ်လာတော့မှဖြစ်လာတယ်ပဲမှတ်မယ်အနေအထားပေါ့လေအဲ့တော့ဒီသားမနဲ့ပတ်သက်ပြီးကျွန်တော်တို့လိုချင်လားဆိုရင်တော့ကျွန်တော်တို့စိတ်ထဲမှာလေဟိုယောဂရက်နဲ့ဆက်စကိုဘသူရောက်ရောက်အသိနဲ့တားနေတာလည်းမတွေ့ဘူးဘသူကတော့အသက်ငယ်လို့ဘသူကတော့ပို့ပြီးတော့အသက်ကြီးမယ်အတွေ့အကြုံပိုများတဲ့ဘာညာအဲ့လိုတွေမတွေ့ဘူးအဲ့တော့တိုက်စစ်မှုစစ်စစ်နှစ်ဦးတည်းကတဦးရောက်ရင်ရပြီ ဟိုအိုလီဝါကင်းတို့ဂျာဘတ်ထိုတို့လိုကစားသမားမျိုးတွေဆိုင်တော့ဒီနှစ်ဦးရတူဦးပဲကျွန်တော်ကရောက်စီချင်တယ်ပေါ့လေအဲ့တော့အာဆီနယ်တို့ယူအိုတန်းချောက်ဆယ်တဲ့နဲ့ကမ်းလှမ်းလိုက်တယ်ဆိုတာကအရင်တော့သတင်းထွက်တဲ့အတိုင်းပဲစပိုတင်ရဲ့ဥက္ကဋ္ဌကယူအိုတန်း80နဲ့ယူအိုတန်း100ကြာပက်ကိတ်ကြမှာပဲသဘောတူဖို့ရှိရဖြစ်တဲ့အတွက်အဲ့လောက်ဈေးဆွဲတင်ထားတဲ့ယောဂရက်နာကိုတော်တော်အသင်းကြီးမရောက်လာလဲထူးဆန်းတဲ့အရာတော့မဟုတ်လောလောဆယ်တော့အာဆီနယ်ကကမ်းလှမ်းမှုလုပ်လိုက်တဲ့ဆိုပေမဲ့တစ်ဖက်မှာယူနိုက်တက်ကလည်းအခြေအနေကိုစောင့်ကြည့်နေတယ် ဲ့တော့ဒီစားမားနေနဲ့အာဆီနိုလာချင်တယ်ဆိုပြီးတော့တစ်ဖက်က CNN သတင်းထောက်ကလည်းအရေးမှုပြောထားတာရှိတယ်။အဲ့တော့ယောဂရက်ကိုအာဆီနိုတကယ်လိုချင်တော့နောက်ထပ်10တန်းတန်း20လောက်ကိုအတွန်ဘောနဲ့ပါကြတဲ့ကလန်လိုက်တော့ဖြစ်သွားနိုင်ကြတော့ရှိရ။ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ပြန်တွေးရမှာလဲအာဆင်နယ်အသင်းအနေနဲ့ယောဂရက်ကိုကန်လန့်မှုလုလိုက်တာကဆက်စကိုပိုင်ဆိုင်ထားတဲ့လစ်ဆက်အသင်းကိုတက်လန့်မှုလုလိုက်တာလားဆိုတာဘာဖြစ်လို့လဲဆိုတော့ဟို လစ်ဆက်အသင်းဘက်နဲ့တဖက်ကဆော်ဒီကရက်တီနဲ့ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်ဆိုပြီးကြံခဲ့တဲ့ချက်ကသတင်းထွက်တာကအာဆင်နယ်ကရာတလောက်သူတို့ငွေညှစ်ချင်တဲ့အပိုင်းအဲ့တော့အာဆင်နယ်နဲ့ယောဂရက်နဲ့သတင်းထွက်လိုက်တယ်ဆိုတာကဆက်စကိုနဲ့ပတ်သက်ပြီးအာဆင်နယ်တို့ကရနိုင်တဲ့လောက်ဈေးလျှော့စေချင်တဲ့အပိုင်းဒါတော့အပြောင်းရွှေ့ဈေးကွက်မှာတော့ကျွန်တော်တို့သတိထားမယ်မူယာမာယာကိစ္စကြီးပေါ့လေအဲကျွန်တော်ကတော့ဒီလာမယ့်တပတ်နှစ်ပတ်အတွင်းမှာဒီကိစ္စတွေဖြစ်မြောက်လာမယ်ထင်တယ်လောလောဆယ်တော့အာဆင်နယ်တို့ဒေးအဝင်ကမ်းလန်းလိုက်တယ်မကမ်းလိုက်ဘူးဆိုတာကိုတော့ရိုမာနိုနဲ့အွန်စတိန်တို့ကတော့ဖော်ပြမထားဘူးသိရတဲ့အတိုင်းပဲ အဲ့နောက်ထပ်ဘသူ့ပဲရရောက်အာဆင်နယ်တို့တရင်ကန်းလန်းတဲ့ဆိုတဲ့သတင်းတွေအခုလိုကြားရရင်ကျွန်တော်ထပ်မံဖော်ပြပေးပါပါမယ်ဖြစ်လာလည်းမဖြစ်လာဘူးတော့50 50ရာခိုင်နှုန်းပဲယုံကြည်ထားပြီးပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Platico ရဲ့ဖော်ပြထားပါလေဒါကတော့ Nico Williams နဲ့ပတ်သက်တဲ့သတင်းပါအာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းတော့မဟုတ်ဘူးအဲ့ Platico ရဲ့ဖော်ပြထားချက်ရဆိုတော့ Nico Williams က Bayern Munich အသင်းကိုပြောင်းဖို့အတွက်လမ်းဖွင့်ထားတယ်ရရရတော့မဟုတ်ဘူးနော်တစ်နှစ်လောက်ခါလာစား Euro 30ရလို့ရှိရင် German Bundesliga Club Bayern Munich အသင်းကိုပြောင်းမယ်ဆိုပြီးအကြောင်းပြန်ထားတယ်ထုံးစံတိုင်းပဲ သူ့အတွက်ပြောင်းရွှေ့ခြင်းသည်ပြဿနာမဟုတ်ဘူးဒါပေမဲ့သူ့အတွက်လောက်ခလစားကခေါ်မဲ့သိနေအားလုံးအတွက်လက်တွန့်စီတဲ့အချက်ပေါ်လေကြံခဲ့တဲ့ရက်ပိုင်းတော့သတင်းထွက်လိုက်တဲ့အရင်မထူးရတဲ့ကျွန်တော်မဖော်ပြခဲ့တာအဲ့ဒါချယ်ဆီနဲ့အာဆင်နယ်ကနီကိုဝီလန်နဲ့ပတ်သက်ပြီးကိုယ်စားလှယ်တွေကိုချိတ်ဆက်မှုလုပ်ပေမဲ့တစ်ဖက်ကအရေးတူသိပ်ပြီးပြန်မပြောခဲ့ဘူးတဲ့ဆိုလိုချင်တာကနီကိုဝီလျံပြောထားတဲ့လောက်ခရစာမဟုတ်လို့ရှိရင်ဘလို့ချိတ်ဆက်မှုပဲဖြစ်ဖြစ်အကြောင်းမပြောင်းစသဘောမျိုးလုပ်ထားတာအဲ့တော့သူကလေဟိုကျွန်တော်တို့ပြောင်းရွှေ့ကြီးတို့စာချုပ်ဖြစ်တဲ့ကြီးတို့ဟာ သူ့ကိုခေါ်မယ်အသိအတွက်ဆိုပြဿနာမဟုတ်ဘူးမြဲသူလိုချင်တဲ့လောကသားကခေါ်မယ်အသိအတွက်ဆိုတော်တော်လေးကိုတိုင်ပတ်တာအထူးသဖြင့်များကစားသမားတွေကိုကြိုက်ကြီးမရှောင်ဝယ်ခဲ့တဲ့ချက်စီအသိလာသားကြီးလည်းပေးခဲ့တဲ့ချက်စီတရားအခုတော့မှဘိုးလေးတို့ကအဲ့လောကသားတိုင်းတော်တော်လေးကိုကျက်သွားတာတော်တော်လေးကိုအဲ့နှစ်သိန်းပတ်ချလေလေးတွေရအောင်ချုပ်တယ်ခေါ်ပြီဆိုလဲ9နှစ်10နှစ်ဒီ contract ချုပ်ပလိုက်တယ်ဒါကဘိုးလေးတို့နောက်ပြီးအာဆင်နေကလည်းလက်ရှိအသင်းမှရှိတဲ့ကစားသမားတွေကိုတတ်တန်းတိုးတဲ့အခါမှာအများဆုံးလောက်ခရစားဗျာဥစာကာတို့တိုးမယ်ဆိုတော့3သိန်း အခုအသိန်းမှာအများဆုံးရနေတာ2300နဲ့ခိုင်ရန်ဘက်ဒီနေထားမှာဆရာသမားအခုမှလည်းလာမယ်3000တောင်းတယ်အဲ့တော့အာဒီတာအကြိုက်ဆုံးဝင်ညာကစားမတူဦးဖြစ်ပေမဲ့ဒီကစားမကိုခေါ်လိုက်ပြီဆိုရင်အသိန်းရဲ့လောက်ခရစာစနစ်ကပြည့်ရင်းသွားမဲ့အနေထားမှာရှိတယ် အားကြောင့်မို့လဲအာဆီနိုချေစီကဒီကစားသမားပြတ်တိုင်မခေါ်ဖြစ်သေးတာပေါ့လေအခုဘိုင်ယန်မြူးနစ်ကတော့တနည်းလောက်ခရတာယူရိုတန်း20ဆိုတဲ့ကစားသမားတောင်းဆိုလာတဲ့ကိစ္စကိုတော့စဉ်းစားနေတယ်အကယ်၍များအပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ကစားသမားရဲ့လောက်ခရတာပဲအဓိက main point ဖြစ်လာနိုင်တယ်စာချုပ်ဖြစ်သိမ်းကြီးကတော့ယူရိုတန်း60နဲ့65တန်းကြားဘလူပိပိအစီအမီတိုင်းနဲ့နေထားပါလေ။ဥက္ကရာဥရီယာတရတော့ဘီဘာဟိုအသင်းမှာဒီကစားမောက်ဆက်ပြီးတက်တန်းတို့ဖို့အတွက်ပြင်ဆင်နေလို့ကြားသိရတယ်။အဲ့တော့ကစားသမားဘီဘာဟိုမှာပဲဆက်ပြီးရှိသွားနိုင်ကြတယ်များတယ်။ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်နဲ့နီကိုဝီလျံကိစ္စတွေတဖြည်းဖြည်းအဆုံးသတ်လာပြီလို့တော့ထင်ပါတယ်တတိယမြောက် သတင်းတစ်ပုဒ်ကတော့အီတလီအခြေစိုက်လာဂက်ဇက်တာဒဲလိုစပော့ကဖော်ပြထားပါလေဒါကတော့အီတလီ CDA ကလပ် AC မီလန်အသင်းရဲ့ဒီနွေရာသီခုံမှုနဲ့ပတ်သက်ပြီးသူတို့ကဖော်ပြထားတာသူတို့ကအာဆင်နယ်ကစားမှာနှစ်ဦးတောင်သဘောကျတယ် ဒါပေမဲ့ AC Milan အရင်ညင်ကောင်းတဲ့အသင်းတော့မဟုတ်ဘူးဒါအပြောင်းရွှေ့ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောတာပေါ့လေသူတို့ကအခြားသင်းရကစားသမားကိုခေါ်တဲ့ခါကျရင်အတက်နိုင်ဆုံးဈေးသက်သာသာလိုချင်ကြတယ်ဒါပေမဲ့သူတို့ဆီကစားသမားကြီးတွားပြီးကြည့်လိုက် Rafael Leo တော့ပါဆိုတန်းတရာကျော်ဈေးကတ်ထားတာကြိုက်တဲ့အချိန်လာပြီးအဲ့လိုပုံစံမျိုးအခုလည်း Arsenal အသင်းမှာသူကြိုက်နေတဲ့ကစားသမားနှစ်ဦးရှိရဲအဲ့ဒါဇင်ချန်ကိုနဲ့ Jacku Kibio ဇင်ကြီးနဲ့ပတ်သက်ပြီးသူတို့ကပေါင်15တန်းသုံးမယ်ဒါပေမဲ့ဇင်ချန်ကိုလိုချင်တဲ့ တပတ်ကိုပေါင်တသိန်းခွဲဆိုတဲ့ပမာဏတော့သူတို့ပေးချေဖို့အဆင်မပြေဘူး။ဒါပေမဲ့ entry barrier လည်းခက်ပြက်ပြက်ပြောထားတယ်။သူတို့ကဇင်ချန်ကုန်းနဲ့ပတ်သက်ပြီးပေါင်သန်း20ကျော်လိုချင်တာဖြစ်တဲ့အတွက်တန်ရာတန်ချင်းမပြီးရင်မရောင်းနိုင်ဘူးဆိုပြီးတော့အကြောင်းပြန်ထားတယ်။အဲ့လိုလောအောင်ပါ။ Italy စီးရဲကလပ်တွေခါချိုင်းနေချစ်တီတာကြတယ်။သူတို့စီးရကစားမကျော်တော့ဝယ်ရင်တန်းကိုမှယာချီနီးပါးပေးပြီးဝယ်ရတယ်။ဒါပေမဲ့ကိုရီးယားကစားမဆိုရင်ရနိုင်တဲ့လောက်ဈေးစစ်ပြီးဝယ်ကြတဲ့ကလပ်တွေနေ တနာစရာအကြောင်းမရှိဘူးအဲနောက်တစ်ယောက်ဖြစ်တဲ့ဒီဂျက်ကူခီဘီရောတော့အာဆီနိုကဆက်ထိနှောက်ဖို့ရည်ရွယ်ထားဖြစ်တယ်သူတို့ကတော့ကာလာရှီကြိုက်ခဲ့တာ ဒီဒေါ်မွန်တို့နာပိုလီတို့ AC မီလန်တို့ဂျူဗင်တက်တို့ဆိုတာခီဘီယိုတောက်လျှောက်ကြိုက်ခဲ့တဲ့အသင်းတွေအဲ့ဒီတော့မှ AC မီလန်အခုချိန်မှာတော့ဆက်သွယ်ချိတ်ဆက်ဆွေးနွေးမှုတွေလုပ်နေတယ်ဒါပေမဲ့အာဆင်နယ်မှာပျော်ရွှင်နေတဲ့ဂျက်ကူခီဘီယိုတို့အာရီယာလည်းဆက်ပြီးထိန်းထားဖို့အတွက်ဘုံဖွဲ့အတိပေးထားကြတိရပါလေတစ်ချိန်တော့ဒါအီတလီစီးရီးယမှာလည်းအသားကျခဲ့ဘူးတော့ဒီပိုလန်သားအဲ့တော့အာဆင်နယ်အသင်းကတော့ဇင်ကြီးကိုလိုချင်လို့ရှိရင်တော့တန်တကြီးပေးရမယ်ဆိုပြီးခက်ပြက်ပြက်အကြောင်းပြန်ထားသလိုခီဘီယိုကိုလည်း not for sale ပုံစံမျိုးနဲ့ AC မီလန်ကိုအကြောင်းပြန်ထားပါတယ် ဒီစီဇန်လေးကိုဒီကဝင်ကြီးပောင်းပြီးတဲ့ရှူဘောလုံးအွန်လိုင်းအေဂျင့်ကိုလည်းကျေးဇူးတင်ပါတယ်။အမဆော့မဲဆူနော့ဗိုင်ဘာဖုန်းနံပါတ်သူညာကို6939963ကိုဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iBack ကိုကျကို Sport Internet ငါးသလုံးမိတူကိုလည်းကစားလို့ရနေပါပြီခင်ဗျာ။အမလာပြီးဆော့မဲဆူနော့ဆော့နော့ဗိုင်ဘာဖုန်းနံပါတ်ကိုဆက်သွင်းရလို့အကေကြီးဗိုင်ဘာမရှိဘူးဆိုရင်တော့ကျွန်တော်ရဲ့ Messenger မှာလာပြီးမေးမြန်းလို့ရပါတယ်ခင်ဗျာ။ကဲနောက်ဆုံးသတင်းပုဒ်ကိုတော့ Arsenal ကစားသမား Home ဖြစ်တဲ့ Santiago Casola အကြောင်းလေးပြောလိုက်ရအောင်။အခုချိန်မှာအခုချိန်အထိဗျာအသက်40ကျော်ထိခြေစွမ်းတွေပြနေသေးတယ်။တစ်ချိန်တော့က ဒီကစားသမားဒန်ယာခွဲစိတ်ပြီးသွားလို့ပန်းညံထဲမှာသူ့ကလေးနဲ့လမ်းလျှောက်နိုင်အောင်ကန်ကောင်းဆိုပြီးပြောခဲ့တဲ့ဆေးအဖွဲ့ဒီအာဆီနယ်မှာရှိခဲ့ဘူးတဲ့ကာဇူလာနဲ့ပတ်သက်ပြီးတော့ဗောလေအာကာဇူလာကတော့အာဆီနယ်စီကနေပြီးတော့2018ခုနှစ်မှာ free transfer နဲ့ဘီလာယီရဲ့ကိုပြောင်းသွားခဲ့တယ်ဘီလာယီရဲ့မှာဒီကစားသမားဆော့သွားခဲ့တာကပွဲပေါင်း330တောင်ကစားခဲ့တာ အာဆီနယ်ပဲဆေးအဖွဲညံပြင်းမှုကြောင့်လို့ပဲပြောလို့ရတယ်အခုအချိန်ထိဘောလုံးကစားနေသေးတယ်ကဲအခုအချိန်မှာအသက်40ကျော်ရှိဖြစ်တဲ့ဒီကစားသမားသူ့ရဲ့ငယ်ဘွားကလပ် Real Oviedo အသင်းမှာတွားရောက်ပြီးကစားနေတယ်နောက်ဆုံးကန်သွားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါ La Liga ကိုတန်းတက်ဖို့အတွက်အရေးပါတဲ့ Playoff Semi Final မှာဆိုရင်သူကလူစားဝင်လာပြီး3မိနစ်ကြာမှပဲ Free Kick ကနေဂိုးသွင်းသွားခဲ့တာတကယ်ရှယ်ကြီးပဲအဲကြောင့်မို့လဲအဲ့ဒီပွဲစဉ်ဝမ်းဝမ်းကြတာဖြစ်တဲ့အတွက်ပထမကြော့1-2ရလက်အရာနှစ်ကြော်ပေါင်း playoff final တက်သွားခဲ့ပြီအဲ့တော့ final မှာတစ်ဖက်ကနေပြီးတော့ဒါနိုင်ပြီးတက်လာမဲ့အသေးနှစ်သေးနဲ့သူတို့ကမ်းပါဗောလေဒါသူတို့ final ကသူတို့နှစ်ချော့ကမ်းပါဗျလာလီဂါ တန်တက်ခွင့်ဒါ play off ပွဲစဉ်မှာအသက်ကြီးဆုံးဂိုးသွင်းနိုင်တဲ့သူအဖြစ်ဒါမှတ်တမ်းလဲဝင်သွားခဲ့ပါဗါတယ်အဲ့တော့ဂျွန်လာ15ရက်နေ့နဲ့ဂျွန်လာ21ရက်နေ့မှာ final နှစ်ကြော့ကစားမယ် median deck ရဲ့ racing ရဲ့အဲ့နှစ်သင်းတွေကနိုင်တဲ့တသင်းနဲ့ဒါသူတို့ final နှစ်ကြော့ကန်မှာဗောလေအသက်40ရွယ်စပိန်သားတော့2023ຫນွေတဲ့ဟူက real over တဲ့သူကိုပြောင်းလာခဲ့တာအဲ့မှာစိတ်ဝင်စားဖို့ကောင်းတာကဒီကလတင်းကိုသူရောက်တဲ့အခါမှာတပတ်ကိုလောက်ခါစားပေါင်1000လောက်ပဲယူရလို့ကြားသိရတယ်တနစ်ကိုပေါင်6600ရဲ့နောက်ပြီး jersey ဝင်းဝေရဲ့ဆက်ရကိုင်းတုံးကိုလူငယ်အကယ်ဒမီအတွက်ပြန်ပြီးလှူဒန်းထားလို့ကြားသိရတယ်။ကဲဒါဆိုရင်ကာဆိုလာဒီရီယက်အိုဘယ်ဒိုရောက်လာပြီးဒီကခြေစွမ်းပြထားခဲ့တဲ့ဂိုးမှတ်တမ်းလေးကြောင့်ပြောလိုက်ရအောင်။မနစ်ကတော့26ပွဲကစားထားတယ်၊10ပွဲပွက်ထထားပြီးတော့၄လုံးဖိုင်ထားတယ်။ဒီနှစ်မှာဆိုရင်တော့34ပွဲမှာ25ပွဲပွက်ထထားတယ်၊၄ဂိုးသွင်းပြီးတော့9လုံးဖိုင်ထားတယ်။အဲဆိုတကယ်ကိုမှကာဆိုလာဒီနဲ့ခြေစွမ်းကောင်းနေလက်ရှိချိန်ကြီးရှိရပြောလို့ရတယ်။ကျွန်တော်ညီကိုမှတ်မိသေးတာကိုကျွန်တော်မနစ်ကလည်းတခါပြောခဲ့ပြီ။အဲ့ဒါဘာလဲဆိုတော့ तू က item request လုပ်ထားတာ။ အကေများသူ့ကစားသမားဘွားနေဝင်ချိန်မှာကစားသမားဘွားအနားယူရမယ်ဆိုရင်အာဆင်နယ်အသင်းအတွက်တပွဲလောက်တော့နှုတ်ဆက်ပွဲလေးကစားခြင်းနဲ့ပွဲတဝက်လောက်ဖြစ်ဖြစ်ဆိုပြီးတော့ဒါအသင်းကိုတောင်းဆိုတိုင်းလက်ရှိချိန်တော့အသင်းကအကြောင်းမပြန်သေးဘူးသူလည်းကစားသမားဘွားကိုနှုတ်မဆက်သေးတာပါပဲဗောလေကျွန်တော်ကဘာပြောပါ ူ့အနေနဲ့အာဆီနယ်တင်းအတွက်အမှတ်တရဖြစ်ဖြစ်ကစားသမားဘွားကိုလက်ပြတဲ့ခါမှာနောက်ဆုံးပွဲလေးတော့ထည့်သွင်းကစားစီခြင်းပါတယ်။ကဲအဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်။တစ်ချိန်တုန်းကအာဆီနယ်စီးဖွဲ့ဘောလုံးကန်နိုင်ရင်တော့ကန်ကောင်းလို့ပြောခဲ့မှုတဲ့ကစားသမားတော့လက်ရှိချိန်မှာပွဲပေါင်းများစွာဥရောပမှာကန်နေစေဖြစ်ပါတယ်။